ဒီဘက်ခေတ်မှာငလျင်တန်ခံနိုင်မှုအတွက်ဂျပန်နိုင်ငံကနေပြီးတော့အမျိုးမျိုးစူးစမ်းနေပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုရှိဘရင်ခေတ်ထဲကနေပြီးတော့ငလျင်တန်ခံနိုင်အောင်ဘလို့ကြိုတင်ပြင်ဆင်ခဲ့လဲဆိုတော့ကြည့်အောင်ဒီကြောက်တုံကြီးတွေကဟောဒီဘားခေရကြောင်းကြီးရဲ့အောက်တိုင်နေအောက်မှာငလျင်တန်ခံနိုင်အောင်လို့ဘားတော်မင်းလက်ထက်ကဘိုးတော်ဖေဟာဘားတော်မင်းလက်ထက်ကတည်ထားခဲ့တဲ့ဘားခေရတိုက်ဘားဆိုတာအဲ့နှစ်တဲ့ နော်ခရဆိုတာနှစ်ခုမရှိတဲ့နှစ်ကြောင်းမရှိတဲ့ကြောင်းတိုက်ကြီးကိုတည်ခဲ့တာပါတဲ့ဒါကျွန်တော်တို့အံ့ဩလို့ဒါကိုဖုံဖုံပြောပြတယ်ဒီကြောင်းတိုက်ကဖုံဖုံပြောပြလို့ဒီကြတိုင်နေရဲ့အောက်မှာမလင်းတန်ခံနိုင်အောင်လို့ထားတဲ့ကြောက်တုံးနေဒီကြောင်းကြီးကမီးနှစ်ခါသုံးခါလောက်မီးရဲ့တင့်တဲ့ချိန်မှာဒီကြောင်းတိုက်ကြီးကိုပြန်ပြင်းတဲ့နေရာမှာဓာတီထွက်လာတာကဲရှေ့ရှင်ပြင်းနေ เนาะကျွန်တော်တို့ဒီနီးစနစ်ကကျွန်တော်တို့ခုမှဟိုဂျပန်ကလောက်တာကဲကျွန်တော်တို့ဗမာတွေဘလောက်များညံကြီးလိုက်လဲဆိုတော့ရှေ့เนาะဘားတော်မင်းလက်ထက်ကငရင်တန်းခံနိုင်အောင်လို့ဒီကြောက်တုံးကြီးတွေကိုဒီကျိုးနိုင်နေရဲ့အောက်မှာထားရတာအများကြီးအများကြီးအများကြီးအားကြီးပါဗျာတော့ဒီမှာတက်လာကျိုးနိုင်နေရဲ့အောက်မှာထားရတာဒါကိုမီးတင်သွားတဲ့အချိန်မှာဒီ ပြန်ပြင်တော့ဒီမြေကြီးအောက်ကဒီကြောက်တုံးကြီးတွေပြန်ထွက်လာတာဒီကြောက်တုံးကြီးတွေကဒီဘလောက်ရွေ့ရွေ့ဒီကြောက်တုံးကြီးတွေက fluting ဖြစ်အောင်လို့လှုပ်ထားတာကဲအမ်ပြောကျင်တာရှေ့နော်ဟိုအမရပူရာခစ်ကြီးတဲ့ပုပင်အင်းတော်ညောင်ရမ်းတော်ကုံးမောင်နှစ်ခေပဲပုပင်အင်းအင်းဝညောင်ရမ်းတော်ကုံးမောင်နှစ်ခေခွဲဆိုပြီးနော်အမရပူရာခစ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီသူ့ခစ်တဲ့ကနော် ဒီလောက်ခက်မိတဲ့နီးစနစ်တွေမြမာတွေမှာရှိခဲ့တယ်ဆိုတာငလင်တန်ကြီးခံနိုင်အောင်ထားခဲ့တဲ့ကြောက်တုံးကြီးတွေတဘာဝကြောက်တုံးတွေကိုထုပြီးတော့ဒါတွေကိုဝါရှာတွေနေနဲ့ကျွန်တော်တို့တွေ့တယ်မလားဟိုဥစားမှာဟိုဂျပန်အဆောက်အုံတွေမှာဝါရှာတွေနေနဲ့တုံးထားတာလေကဲမြမာတွေကဘလောက်ခက်မိတာလဲနော်လောက်နေလောက်သွားလောက်နေလောက်သွားပြီးတော့ဒီငလင်တန်ကိုခက်စက်တယ်မှာကြည့်ပါအောင်ចောင်းတိုက်ကြည့်ရငလင်တန်ကို အန်တုခံနိုင်သွားတယ်ဗျာနော်ဘာကြီးအကြောင်းတက်ကြီးငင်းနေအန်တုခံနိုင်သွားတယ်နော်အဲ့ဒီအတိုင်နေအောက်မှာဒီလိုဝါရှာတွေကြံပါသေးတယ်နော်ဒါမီးတင်သွားတဲ့တိုင်လုံးတွေအောက်ကထွက်လာတဲ့ဝါရှာတွေပဲဖြစ်ပါသေးတယ်နော်ကြောက်ဝါရှာတွေပါဒီတိုင်မောင်းမြောင်များစွာပါတယ်နော်ကဲဒါလေးကတော်တော်ထူးထူးဆန်းဆန်းလေးမျိုးကျွန်တော်တင်ဆက်ပေးလိုက်တာပါနော်မြမအုံနောက်တွေမသေးပါဘူး